အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဒါအခု Africa မှာ Champion ဖြစ်တဲ့ Crystal Palace အသင်းကဒီပြိုင်ပွဲမှာ Champion ဖြစ်တဲ့အတွက်သူတို့ကဥရောပပြိုင်ပွဲဖြစ်တဲ့ဒါ Europa League ပြိုင်ပွဲကိုဝင်ခွင့်ရထားတယ်။ဒါပေမဲ့အခု Crystal Palace တွေနည်းနည်းတော့စိတ်ပျက်စရာတဲ့င်းအဲ့ဒါကပါလဲဆို Crystal Palace ကဒါလက်ရှိမှာပိုင်ရှင်နေတဲ့က ကလပ်တင်းတင်းကိုပါဝင်ထားတဲ့ပတ်သက်ထားတဲ့အတွက်ကြောင့်ဆိုပြီးတော့ဒါ FA Cup Champion က European ပြိုင်ပွဲဖြစ်တဲ့ Europa League ကနေကန်ထုတ်ခံရနိုင်ပွဲရှိတယ်ဆိုတော့အခုလောလောဆယ်မှာ Mike Keegan ဆိုတဲ့ David ဒါ Daily Mail ရဲ့ report အရ Crystal Palace ရဲ့ share ပိုင်ရှင်ဖြစ်တဲ့ Tester ကကလပ်ရဲ့43%ဒါကလပ်သင်းရဲ့ပိုင်ဆိုင်မှုကိုပိုင်ဆိုင်ထားတယ်။ Palace ရဲ့ share 43%ခန့်တော့ဒါအပြင်သူကဒါကကလပ်ရဲ့ ဒါပိုင်ဆိုင်မှုအပြင်သူဟာပြည်တိကလပ်လီယွန်ရဲ့ဒါ majority share တွေအားလုံးကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ဒီနှစ်သိန်းကအခုလက်ရှိမှာ Europa League ပြိုင်ပွဲနှစ်ခုလုံးဝင်ခွင့်ရထားတယ်ဝင်ခွင့်ရတာတဲ့အထွေကြောင့်ဥရောပဘောလုံးဖွဲ့ချုပ်ကသူတို့ကို report တောင်းပြီးတော့ဖြည့်ရှင်းခွင့်ပေးဖို့တောင်းဆိုထားတယ်တကယ်လို့ UEFA တောင်းဆိုတဲ့အချိန်တိုင်းသူတို့ဘက်ကတတ်တည်မပြနိုင်ဘူးစင်းစရာအတိအញမပြနိုင်ခဲ့ရင်တသိန်းကန်ထုတ်ခံရမယ်ဒီနေရာမှာ ကတော့ခံမဲ့အသင်းနှစ်သင်းမှာ lead position မြင့်တဲ့အသင်းတွေကကြံခဲ့ပြီးတော့ lead position နိုင်တဲ့အသင်းတွေထွက်ခါတဲ့ချိန်မှာကျွန်တော်တို့ထောက်ခံရမယ်ဆိုရင် Palace ကထောက်ခံရမယ်အခုလောလောဆယ်နေထားရတော့ဒါပိုင်ရှင်ဖြစ်တဲ့ဒါ Tester ကတော့ Palace ရဲ့43%ပါဆန်ပိုင်ဆိုင်မှုကြောင့်တကယ်လို့ Palace ထောက်ခံရရင် Northern Forest က Conference League ကနေ Europa League ဝင်ပြီးတော့ဒါ Premier League မှာအောက်မှာကြံခဲ့တဲ့အသင်းတွေကနေဒါလက်ကျန်လွတ်လပ်သွားတဲ့ဒါ Conference League position ကိုဝင်ကွင်းရမယ်ဆိုတော့အခုလောလောဆယ်မှာ Crystal Palace ဘက်ကလည်းဒီကိစ္စကိုအသေးအံတော့လုပ်နေတယ်ပိုင်ရှင်တွေကအခုလက်ရှိအနေအထားအရကျွန်တော်အခုလောလောဆယ်အနေအထားအရဒါအခုလက်ရှိမှာတကယ်လို့ Crystal Palace ကပြိုင်ပွဲကထောက်ခံရလို့ Europa League မဝင်ရင် Notre Forest က Europa League position ကိုရောက်သွားမယ်အဲ့ဒီနေရာမှာအဆင်ရှိရမယ် Brighton ကဒါ conference ကိုတက်ခွင့်ရမယ်ဆိုတော့ဒါအရင်တော့ကလည်းကျွန်တော်ရှိတယ် Sachin Redcliffe ရဲ့ Nice နဲ့ Manchester United ရှိတယ်။နောက် Manchester City က Girona နဲ့ Manchester City ဒါပေမဲ့သူတို့တွေကလေတော့လေတယ်။ပိုင်ဆိုင်မှုတွေကိုသူတို့ပိုင်ထားတာမှန်ပေမဲ့ UEFA ရဲ့ under regulation မှာသူတို့ပိုင်ဆိုင်မှုတွေကိုဘယ်လိုပုံစံလွှဲပြောင်းမှုတွေရဲ့ပုံစံနဲ့သူတို့ပြထားတာ။ ပြတာတော့ကြောင့်ဒီအသင်းတွေကလွတ်သွားတယ်လွတ်တော့ပြဿနာမရှိဘူးဒါအဲ့လိုပုံစံမျိုးဖြစ်တယ်အခုလောလောဆယ်အနေထားရလဲဒီတိုင်းပဲဒါလက်ရှိအနေထားရကျွန်တော်တို့အခုလောလောဆယ်မှာဘာကြောင့်လဲဆိုတော့အခုဒီလိုမျိုး rules ကပြင်းထန်တယ်ဗျဥပမာ FIFA ရဲ့ Club World Cup ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်권ရထားတယ်ဒါ Mexican Club ဖြစ်တဲ့ Club Lyon နဲ့ Pachuca ဆိုတာနှစ်သင်းရှိတယ်အဲ့နှစ်သင်းလုံးက Club World Cup ပြိုင်ပွဲကိုဝင်권ရတယ်ဒါပေမဲ့ Pachuca ကိုဒါဘယ်လိုပြောမလဲ FIFA ကအခု ပချူကာကိုဝင်ခွင့်ပေးပြီးတော့ဒါနှစ်သိန်းလုံးပိုင်ဆိုင်ထားတဲ့ဒါပိုင်ရှင်တွေအောက်ထဲမှာရှိတဲ့အတွက်ကြောင့်ပြကလပ်လီယွန်ကိုပြန်ပွဲကထုတ်လိုက်တယ်။အဲ့ထုတ်လိုက်တဲ့အကလပ်လီယွန်ကတကယ်တော့ချယ်ဆီနဲ့ဒီကလပ်ဝေါ်ကရဲ့ဘွဲ့စင်တက်မှာကစားရမှာ။ဒါပေမဲ့ပိုင်ဆိုင်တဲ့အုံနာရှင်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးဖီကာကဒါပိုင်ဆိုင်မှုပိုင်ဆိုင်ထားတဲ့ပိုင်ရှင်နှစ်ယောက်ရဲ့အာသင်းရဲ့ကလပ်တသိန်းကိုအဓိကတော့ဗျာပိုင်ဆိုင်ထားတဲ့ရှယ်ယာတွေပိုင်ဆိုင်ထားတဲ့ငွေကြေးတွေအမောင့်တွေဆာဆာတန်တွေအားလုံးကိုစနစ်တကျနဲ့ဒါ on paper ပေါ်မှာပန်တီတိုင်အောင်သူတို့တီးချမှတ်ကန်တဲ့စင်းစရာနဲ့ပြနိုင်မယ်။ Okay ဒါငါပိုင်တာမဟုတ်ဘူးငါတူပိုင်တယ်ငါဦးလေးပိုင် something like that ပေါ့ဗျာ။အဲ့လိုပုံစံပြနိုင်လွတ်တယ်။ဒါပေမဲ့ club lion ရောပချူကာရောကပုံစံတူဖြစ်ပြီးတော့ပိုင်ဆိုင်နဲ့တသိန်းနဲ့ဖြစ်တော့သူတို့တိုင်ပတ်သွားတယ်။အခုဘာဖြစ်သွားလဲဆိုတော့ club lion ထုတ်ခံရတယ်။ဆိုတော့လွတ်လပ်သွားတဲ့လစ်လပ်သွားတဲ့ FIFA ရဲ့ club worker ရဲ့ position တနည်းအရကိုဒါဒီ club america ဆိုတဲ့ဒီ mexican club နဲ့ LAFC ပေါ့လေ Olivier Giroud တို့နောက်တစ်ဖက်ကဒီဒီ Hugo Lloris တို့ပါတဲ့ LAFC တို့သူတို့ player ကန်ကြတယ်အဲ့မှာ LAFC ကနိုင်ပြီးတော့သူက Chelsea နဲ့တွားကန်ရမယ်ဆိုတော့ပြောချင်တဲ့သဘောတရားက Marti ownership တွေကိုသူတို့လက်မခံဘူးဆိုကလပ်သင်းတွေကိုနှစ်သင်းသုံးသင်းဥမာထားပါတော့ Chelsea နဲ့ Strasbourg တအုပ်စုတဲ့ဘောသားပြိုင်ပွဲတစ်ခုတည်းဆိုရင်တေးကြတဲ့တသင်းထုတ်ခံရမှာ ဒါကိုစင်းစရာနဲ့အတိအကျရှင်းပြနိုင်တယ်ဆိုရင်သူတို့ဘက်ကလွတ်တယ်ဒါကြောင့်မနေ့ကကြည့်ပါလားဂျီရိုနာနဲ့မန်ချက်စတာစီးတီးသူတို့ပိုင်ထားတဲ့စင်စတာကလပ်ဖြစ်ပေမဲ့သူတို့ရအောင်လုပ်ပြထားအဲ့ဒါကတဘောတရားပဲဆိုတော့ခရစ်စတီးယန်ပဲလစ်ကအိုက်စင်းစရာကိုရှင်းပြနိုင်ခြင်းမရှိဘူးဆိုရင် Africa Champion ဖြစ်ပြီးဥရောပဝင်ခွင့်ရထားသည့်တိုင်အောင် ပြိုင်ပွဲကထုတ်ပယ်ခံမှာဖြစ်ပြီးတော့ဒါ Forest က Europa League ဒီ Brighton က Conference League ဝင်ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်